။ online လောင်းကစားမှုဆိုတာထက် online လောင်းကစားမှုတိုက်ခိုက်ရေးဆိုတာထက်နက်နဲတဲ့ hidden agenda နက်နဲတဲ့လေးဝက်ရည်ရွယ်ချက်တစ်ခုရှိနေနိုင်တယ်လို့ကျွန်တော်တို့သုံးသပ်ရရှိပါတယ်။မပူနဲ့မင်းတို့မသိရင်ငါပြောပြလိုက်မယ်နော်။အမင်း online တို့မင်းစောမဲလုံးနော်မင်းအပါဝင်ဒီနံပါတ်1စောချစ်သူတို့နော်အဲဟိုစောဆန်းအောင်တို့ဒီကောင်းနေအကောင့်အပြည့်ရှင်းပါပဲဘာမှနက်နဲမင်းနဲ့ အွန်လိုင်းလိမ်တဲ့တဲ့နိုင်ငံခြားသားတွေဟာ69ဒသမ500ခိုင်နှုန်းလောက်ပါတစ်ဖက်နိုင်ငံအနေနဲ့တစ်ဆင့်မြန်မာနိုင်ငံလေးကိုကူပြောင်းရောက်ရှိလာတာဖြစ်ပါတယ်နော်အဲ့လိုမျိုးတောက်ချက်မဲ့သာပြောရဲဆိုရဲဟုတ်ပြီထားပါတော့သူစကားကိုပြန်ပြီးတော့သုံးသပ်ပြရမယ်ဆိုလို့ရှင်ရင်နံပါတ်1အချက်ဒီကြဖြန့်ကောင်းဆောင်ရှီကျင်ကျန့်ကိုနော်ဒါထိုင်းကဖမ်းတာလေဟမ်မအေးပဲဆိုမဲ့လုံးအားလုံးပဲမင်္ဂလာပါဒီကနေ့မှာတော့ကြဖြန့်နိုင်နေပြီပြောတဲ့ အမေရိကန်ရဲ့ကြောင်းကြဲနဲ့နေတဲ့အရာရှိနေတယ်လို့ဇော်မဲလုံးပြောလာသည့်အပေါ်ကိုညာနာရဲ့တုံသက်ချက်ကိုတင်ဆက်ပေးလိုက်ပါတယ်။ကဲဒီနေ့ဇော်မဲလုံးခေါ်ဇော်မဲလိမ်တက်မတော်တရင်မပြန်ကြရေးမရှက်မတော့ပဲပြောရဆိုရနော်။ဟုတ်ပြီဒီနေ့ဇော်မဲလုံးထုတ်ပြန်တဲ့ဟာကိုကျွန်တော်ပြောပြ review လုပ်ချင်တယ်။ဒါပါလဲဆိုလို့ရှင်သူကပြောလဲဆိုတော့ ဒီ online လိမ်လည်မှုကြားဖြန့်ကိုင်းကိုတဲ့ရှင်းလင်းဖို့ American ပေါ့နော်အဲ့ဒါကို American ရှင်းလင်းမှာနည်းနည်းတဲ့လှုပ်ဝှက်ချက်တွေပါနေတယ်နော်ဟုတ်ပြီနည်းနည်းတဲ့လှုပ်ဝှက်ချက်ဆိုတော့ तू ကမပူနဲ့မင်းတို့မသိရင်ငါပြောပြလိုက်မယ်နော်အမဲ online တို့မင်းစောမဲလုံးနော်မင်းအပါဝင်ဒီ number 1 search သူတို့နော်အဲဟိုစောစမ်းအောင်လို့ဒီကောင်းနေအကောင်အပြည့်ရှင်းပါပဲဘာမှနန်းနေမနေလဲပြီးတော့နောက်တစ်ခုပြောသေးလဲဆိုတော့ဒီကြားဖြန့် နေဖြစ်ပေါ်လာတဲ့အကြောင်းရင်းအားတဲ့ထိုင်းနိုင်ငံကြောင့်မလို့ဒီကြားပြန်ကြီးထွားလာတာတဲ့အင်းเนาะအဲ့လိုမျိုးတောက်ချက်မဲ့သာပြောရဲဆိုရဲဟုတ်ပြီထားပါတော့သူစကားကိုပြန်ပြီးတော့သုံးသပ်ပြရမယ်ဆိုလို့ရှင်ရင်နံပါတ်၁အချက်ဒီကြားပြန်ကောင်းဆောင်ရှီကျင်ကျန့်ကိုเนาะဒါထိုင်းကဖမ်းတာလေဟမ်မအေးဘေးဆိုမဲ့လုံးဟမ်ဟုတ်လားမအေးဘေးတော့မပေါ့မင်းမသမီးရှိရတဲ့သမီးပဲပေးလိုက်ဘယ်သူယူမှာတော့ငါတော့မယူယူလို့အာနာရှင်ယူစားတယ်မလို့လားဟုတ်လားเนาะဆိုတော့ ူကမန်ထိုင်ကြောင်မလို့ဒီကြားပြန်ကြီးရဆိုးရွားနေတယ်ပေါ့ဆိုမဲလောင်ဒါမျိုးတွေပြောတာအာတကက်ကောင်တာမျိုးတွေကြားဖြန့်လောက်တာဒီမြန်မာနိုင်ငံထဲမှာဟုတ်လားဟုတ်လားနော်အဲ့လေအဲ့မြန်မာနိုင်ငံနဲ့ကြားဖြန့်ခေါင်းဆောင်အဓိက main ကိုထိုင်းနိုင်ငံဖမ်းလိုက်တာဖမ်းလိုက်တာအဲ့အကြီးကိုဘာပြောနေရတော့ဆိုမဲလောင်ဟုတ်လားနော်ကော်သေးသေးတောက်ရှက်နေတော့ပြောရမှာမဟုတ်ဒီလိုမျိုးဟာတွေအဲ့ကြောင့်ကျွန်တော်ပထမပိုင်းပြောခဲ့တယ်လို့တက်တက်မတော်ဒါစစ်ခွေးတက်တရင်မပြန်ကြရေးတရင်လိန်လေပြန်ကြရေးနော် အဲ့လိုမျိုးကိုအီရန်နဲ့လာပြီးတော့လုံနေတဲ့ခေါင်းဆောင်ကိုကြားဖြန့်ဒီခိုင်းခေါင်းဆောင်ကြီးကိုနော်ဒီရှိချင်းချမ်းကိုထိုင်းကနေပြီးဖမ်းလိုက်တာလေမြန်မာကမဲအောင်လိုင်ကဖမ်းနိုင်တာခေါင်းဆောင်ဘယ်မှာတော့ငကိုတော့လည်းဖမ်းတဲ့ဟာတွေကအယုတ်ကဝင်ဖမ်းလို့ဒါပထမတော့လည်းဒါမြောက်ပိုင်းနေမှာဆိုရင်လည်းဟုတ်လားကြားဖြန့်နေပြီးသွားတာလေမဲအောင်လိုင်ကဖမ်းနိုင်တာဘာရှိလို့တော့မဲအောင်လိုင်လောက်ပြရတဲ့ပြည်သူလူထုကကောင်းတာလေးတကွက်လောက်တိတ်တိတ်ငငယ်လောက်ရှိလို့ရှင်ထောက်ပြသမ်းမအောင်ပြောပြလို့ရပါတယ်ဟုတ်လားဘာလို့ကောင်းတာရှိလို့တော့ဟမ်အိန္ဒိယမှာမဆိုင်မဲနဲ့ကျွန်တော်စကားဖြည့်ပြီးစွဲပြောခြင်းနဲ့ ်ဘာလဲဆိုလို့ရှင်အာနာရှင်ပေါ့နော်ဟုတ်ပြီအာနာရှင်မဲအောင်လိုက်သူ့အနေနဲ့ကျွန်တော်စဉ်းစားရပေါ့နော်အော်သူအာနာသိမ့်တဲ့ကာလပတ်လုံးထဲမှာကောင်းတဲ့ဟာလေးတွေတစ်ကွက်လောက်လောက်ပြပါလားလေကျွန်တော်စဉ်းစားမလောက်ပြအောင်ဘာမှအောင်လုပ်မပြနော်ဥပမာပြောရလို့ရှင်ဥပမာမင်းကလေးတွေဖင်လောက်နေတယ်ကွာဒါတွေဥပဒေထုတ်ပြီးဟုတ်လားဖင်လောက်ရင်အရေးယူမဖမ်းမယ်ဆိုပြီးမှဟုတ်လားထုတ်ပြန်လိုက်ရင်သူ့အတွက်ဒါလုံးဝ respect တစ်ခုရပါမယ်လေးသားမှုတစ်ခုပြည်သူတွေဟုတ်လားနော်ဟုတ်လားနော်အားကြောင့်လဲခုကွာမြန်မာနိုင်ငံမှာကွာဖင်နေလောက်နေတယ်ဒီဒီဖင်လောက်ကိစ္စတွေကို နောက်ဗီဒီယိုဖိုင်မှာအသေးစိတ်ချက်ပြီးပြောချင်တယ်။ဒါကအနှဲငယ်ပဲပြောမှာနော်။ရှင်စရာကြီးကွာဟုတ်လားနော်။သူတို့ဒီစဉ်းစားတော့လူတွေတခြားလေးကျွန်တော်ပြောတဲ့စကားကိုလေးလေးနက်နက်လေးနဲ့စဉ်းစားစီခြင်းတယ်ကျွန်တော်လည်းလေးလေးနက်နက်နဲ့ပဲပြောတာเนาะဟိုဖင်ကြီးတွေကွာလှုပ်နေကွာဟုတ်လားကျွန်တော်ပြောဟုတ်လားဒီလိုမျိုးကွာဟိုအင်မတန်မှမိန်ကလေးဆိုတာဟုတ်လားเนาะအင်ဒရီသိခါတွေနဲ့ဟိုတကယ်စင်မရင်သားဆိုတဲ့လိုမျိုးလမ်းလျှောက်တာအစားဘယ်လိုမျိုးထားပါတော့ကြပြားဖွက်ပြီးကျွန်တော်ပြောတဲ့ပဲပြောခြင်းတယ်အင်ဒရီသိခါရှိတယ်မိန်ကလေးဆိုတာဟုတ်လားယောက်ျားလေးတစ်ဆိုင်ကိုကိုလုံလုံချုံချုံမရိမှုတွေနေပါမှု ဘေးပတ်ဝန်းကျင်တန်ဖိုးထားမှုဟုတ်လားနော်သူတို့ကအဲ့လိုမဟုတ်ဘူးဗျာဟိုနှုတ်ကြီးတွေပြရတယ်ဟုတ်လားဖင်ကြီးတွေလှောက်ဘာကြီးလဲအဲ့မြန်မာနိုင်ငံကကျွန်တော်ပြောတဲ့လူအနိုင်ငံကဒီဖင်ကြီးတွေလှောက်တယ်ဆိုအားပေးတယ်ဆိုတာသူတို့အဲ့အကွက်ကိုသိနေသဘောပေါက်လားမသိဘူးတေချာကြည့်ကြည့်နော်ကျွန်တော်ခုလူငယ်တယောက်ဟုတ်လားကျွန်တော်လိုအရွယ်လောက်နော် motivation ပေးတာမိန်းကလေးတွေရှင်ကျွန်တော်လက်ညှိုးထိုးပြပါဆယ်လီဖြစ်ဖြစ်နော်ဆယ်လီတယောက်ရှင်ဟုတ်လားကျွန်တော်ပြောမှားလားကျွန်တော်လည်းလူငယ်ပဲနော်ဟုတ်လားကျွန်တော်လိုမျိုး ယောက်ျားတွေပဲဖြစ်ဖြစ်ကွာเนาะဒီလိုမျိုးနိုင်ငံအရေးနဲ့ကိုယ်နိုင်ငံရေးကျွန်တော်နိုင်ငံရေးပြောနေမှာဟုတ်ကျွန်တော်နိုင်ငံအရေးကိုပြောနေတာနိုင်ငံရေးလို့ပြောမယ်ဆိုလည်းမမှားပါဘူးเนาะဟုတ်ပြီဒီလိုမျိုးပြောတာမိုးပြေးတာရှိလားရှိလားရှိလားမရှိဘူးလေကျွန်တော်တို့မြန်မာနိုင်ငံမှာတန်ပေါင်းများစွာရှိတဲ့လူငယ်တွေလူငယ်တွေလူငယ်တွေယောက်ျားတွေမိန်းမတွေယောက်ျားတွေမိန်းမတွေဟုတ်လားကျွန်တော်ပြောဟုတ်လားဒါပေမဲ့ဘယ်သူမှမရှိဘူးတယောက်မှကျွန်တော်မမြင်ဘူးကျွန်တော်အလောက်အရွယ်လောက်ကျွန်တော်လူငယ်တယောက်ဟုတ်လားနော် မင်းကလေးတွေကွာနော်ဟိုတခြားကြီးတဲ့ဟာတွေလောက်ပဲရှိတယ်ဟုတ်လားနော်ကြီးတဲ့ဟာတောင်တိတ်များများဆဆမရှိဘူးကျွန်တော်တို့နိုင်ငံမှာဒီလောက်လူသန်းပေါင်းများစွာရှိနေတဲ့နေရာမှာအဲ့လိုမျိုးကြတော့မရှိဘူးသူတို့ကဒီမိမတွေပဲကွာဆယ်လီတွေများတယ်တက်တော်မှာဟုတ်တယ်မလားဟုတ်လားကျွန်တော်ပြောတာမှားလားယောက်ျားလေးတွေဆယ်လီနဲတယ်ဟုတ်လားကျွန်တော်ပြောတာအားကြောင့်လဲမင်းကလေးကသူကဘလို့လူပဲဖြစ်ဖြစ်သူအဲဆယ်လီတယောက်ဖြစ်လာပြီဆိုသူကသူများတော့ဘာမှ knowledge ဘာမှဟိုပေးလေမျှဝေ sharing လုပ်ချင်မရှိဘူးเนาะအဲ့သူဒီဖင်ကြီးလောက်နေကွာယွန်စရာအိတ်ကွာဟုတ်လားနော် ဘဲတခုထည့်ပြောလဲလူဆိုကျွန်တော်လည်းယောက်ျားပဲဟိုဒီ sex ကိစ္စတွေဟုတ်လားနော်ဟိုလူတိုင်းဒါစိတ်ဝင်စရာစားပြီးသားပဲလူတိုင်းမွေးရပဲတလိမ့်ဆန်နေတောင်မိတ်လိုက်တယ်ကွာပြောစရာမလိုဘူးဟုတ်လားကျွန်တော်ပြောမှန်လားဒါပေမဲ့လည်းလူဆိုတာကျွန်တော်တို့မြန်မာနိုင်ငံဆိုရင်တန်ဖိုးပို့ထားမှာယဉ်ကျေးမှုနိုင်ငံလို့ခေါ်တယ်ဟုတ်လားနော်ဒါဆိုရင်အဲ့လိုမိန်းကလေးတွေဥပဒေပြဋ္ဌာန်းပြီးတော့မနှုတ်ပြရင်ဖမ်းမယ်ဖင်လောက်ရင်ဖမ်းမယ်ဆိုဥပဒေလေးထုတ်ပြပါလားမရောက်လိုက်မလိုတဲ့ဥပဒေခုခုကျွန်တော်တို့ဒီလိုပြောတာအာနာရှင်ပဲလုပ်လို့ရတယ်ဒီဥပဒေကလေသဘောပေါက်လားခုအင်စလမ်မဲ့ နော်ကျွန်တော်ကြိုက်တဲ့အချက်ကိုထောက်ပြမယ်ဒီအစ္စလာမ်နိုင်ငံနဲ့နော်မွတ်စလင်တွေပေါ့ပြောမယ်ဆိုရင်သူတို့တွေမှာဥပဒေကျွန်တော်ဘာကြိုက်လဲဆိုရင်သူတို့ဥပဒေဆိုတာတဲ့သူတို့ဘာသာရေးဥပဒေပေါ့ပြောမယ်ဆိုတော့နှစ်ခုနဲ့ဆက်နွယ်ထားတာ main ကလေးတွေပေါ့နော်အကုန်ဖုံးထားတယ်သဘောပေါက်လား노တွေပါပြလို့မရဘူးလိန်တူနံပါတ်1လိန်တူတွေဆက်ဆံလို့မရဘူးယောက်ျားချင်းမိန်းမချင်းဟုတ်လားနော်အပြက်ရှင်းတာအဲ့ဒါကျွန်တော်စောက်ရမ်းကြိုက်တယ်အခုအမေရိကန်လက်တာထောင်းနဲ့ထရန့်တက်လာပြီးမှထုတ်ပါတယ်ဒါပါတော့အဲ့အကြောင်းလေးသိမ့်မပြောချင်ပါဘူး เนาะအဲ့လိုမျိုးလေဒါကိုကျွန်တော်တို့ဒီမိုကရေစီပုံစံဒီမိုကရက်တစ်ဒီလိုမျိုးအနေထားဆိုကျွန်တော်တို့လွှတ်တော်ထဲမှာကျွန်တော်နေပြီးမှလွှတ်တော်ကိုယ်စားလှယ်ထားပါတော့ဒါဆိုရင်ကျွန်တော်ရှောက်နေမယ်ဟုတ်လားဟိုဒါတွေဥပဒေထုတ်တဲ့နယ်လို့ပြောရင်အများအကန့်ကွန်ဒီဥပဒေထွက်လာမှာမဟုတ်ဘူးဟုတ်လားတိုက်တိုက်တဲ့သူရှိမှမကြိုက်တဲ့သူရှိမှဒါပေမဲ့အာနာရှင်ကြတော့ तू तू ကအာနာရှင်မင်းအောင်လိုက်အာနာရှင်ဖြစ်နေတဲ့ तू ထုတ်လိုက်မယ်ဆိုရင်ဘာမှမထုတ်လို့အကုန်ပြောဘူးလေဘယ်သူမှလွှတ်တော်တယ်လည်းမတင်ဘူးကန့်ကွက်တာတွေလည်းမရှိဘူးသူ့ရဲ့စကားတခုမှမင်းအောင်အဲ့လိုလှုပ်လိုက်ပါလေအဲ့အကြောင်းအော်ဒီအာနာရှင်သမိုင်းတည်သွားရဆိုတော့မှဒီအာနာရှင်မင်းအောင်လိုက်က तू ဘာတွေတော့ကောင်းခဲ့ပါသေးတယ်ဘယ်တစ်ခွက်ကိုတော့ကောင်းခွက်လေးပြောလို့ရပါသေးတယ်ဟုတ်လားဒါပါတော့ညီကောင်းချုပ်နေတဲ့တရားတွေကိုနောက်ပြီးတော့ဖိုင်မှာအသေးသေးပြောချင်ပါတယ်ဟုတ်ပြီညီကောင်းချုပ်နေနေပြောမယ်ဆိုရင်ကြားဖြန့်ဒီကောင်းနေပြောင်းလဲပြောင်းသားတွေဒါကျွန်တော်ဒီအရင်ခက်ကိုပြန်ကြည့်ရမယ်ဆိုဒီရွှေကောက်ကိုဆိုတာတရုတ်ကိုတိမ့်စိန်လက်ထဲကလေးရောင်းစားခဲ့တဲ့ကောင်းနော်တိမ့်စိန်အရင်လဲကျွန်တော်ပြောဘူးပါတယ်ဒီတိမ့်စိန်လက်ထဲကလေးအဲ့ဒီကြပြန်ဆလာတာအဲ့အစာအုပ်တွေဆဆောက်တာအဲ့အချိန်မှာအောက်ကမင်းအောင်လိုင်းအောက်ကဘယ်သူလဲဆိုလို့ရှင်ဒီဆော့ချက်သူဒီကောင်းတဲ့ခုအယူွက်တွေနေနေမသိပါဘူးစာမတက်ပါဘူးပြတ်ပါဘူးတကယ်ကောင်းနေနော် လက်နက်ကင်ဆိုတော့သူတို့လက်အေးလေသူ့အောက်ကကျွန်ကောင်းနေသူခိုင်းတယ်လို့ပြောတော့ပိုင်နိုင်ရဖို့တော့သူတို့လက်ကြပြန်မှုရရတာခိုင်းကောင်းအောင်အမျိုးမျိုးလောက်ရတာပေါ့ကွာနော်ဟုတ်လားမကောင်းမှုအလုံးလောက်အလုံးလက်ခံမသိကြံဆောင်ဒါမဲ့လူကုန်ကူပဲမြေပန်နေတဲ့အတွက်ဟိုစောချစ်သူတို့ပိုက်ချပေးလိုက်ရပြီပြီနော်ဟုတ်လားခုစောချစ်သူရဲ့တပည့်ဟိုဒီကောင်စောချစ်သူကထွက်ပြီးမိန်ကောင်မပြောရတော့ဒီထွက်ပြီးမလင်ရတော့ကြတော့ဘယ်သူထွက်လာလဲအကောင်ရဲ့တပည့်နာမည်တော့မိတ်ထားပါဦးသူလည်းလက်စွပ်ကြီးပဲပေါ့နော် ဟိုအစိမ်းကြီးဆော့ချက်တူတူလည်းတိထကြည့်လက်ဆွတ်ကြည့်တယ်အမေရိကန်ကာကွယ်ဥတီချုပ်တွေလို့ဟိုစစ်ပုတ်ချုပ်ကြီးတွေပေါ့နော်ဘာလက်ဆွတ်မှမရှိဘူးเนาะတခြားနိုင်ငံမပြောသေးဘူးအမေရိကန်မပြောသေးဘူးဟုတ်လားဒီကောင်းနေဆိုလက်ဆွတ်ကြီးတွေနဲ့အမေရိကန်လည်းလက်ဆွတ်ကြီးတွေနဲ့ဆော့ချက်တူလည်းလက်ဆွတ်ကြီးဆော့ချက်တူတပည့်လည်းလက်ဆွတ်ကြီးနဲ့မြတ်လို့တိချကြည့်ကြည့်ဟုတ်လားသူသားမီးတွေပါတအားချမ်းသာတယ်ဒီလောက်ပဲပြောချင်ပါတယ်ဒီပြောမှာเนาะအားလုံးပြောင်းလဲနေဆိုတာလေးကိုကျွန်တော်လွယ်ပြူလောက်ပြတာမအပုတ်ဒီလောက်ပါပဲရွှေကုတ်ကိုကြားဖြတ်နေနေရေး စစ်ကောင်စီဖိအားကြောင့်သာ BGF မတက်တာပဲပူပေါင်းရ The Nation လေလန်နှင့် The Reporters တရင်ဌာနများ၏ဖော်ပြချက်အရရွှေကုတ်ကိုကြားဖြတ်နိုင်နေရေးနောက်ဆုံးရအခြေအနေအနှစ်ချုပ်မှာအောက်ပါအတိုင်းဖြစ်ပြီးမလိုလားပဲပူပေါင်းရခြင်းရွှေကုတ်ကိုကိုထိန်းချုပ်ထားသည့် BGF ကောင်းဆောင်စောချစ်သူသည်ကြားဖြတ်နိုင်နေရေးတွင်စစ်ကောင်စီတပ်များကိုယ်တိုင်ပါဝင်လာမှုကိုမလိုလားတော့လဲစစ်ကောင်စီ၏ဖိအားပေးမှုကြောင့်မတက်တာပဲရင်းဤတပ်များကိုစစ်ကောင်စီတပ်မှ20နှစ်နှင့်ပူးပေါင်းစေခဲ့ရသည် အတူအယောင်နှိမ်နှင်းမှုများ2025မတ်လကတည်းကကြားဖြတ်များကိုရှင်းလင်းပြီးဖြစ်ကြောင်း BGF ဘက်ကပြောဆိုခဲ့တော်လဲလက်တွေ့တွင်ခိတရရနာဟန်ပြကဆက်လက်လက်ပတ်နေသဖြင့်ယခုကဲ့သို့စစ်ကောင်စီဘက်ကဝင်ရောက်စီးနင်းရခြင်းဖြစ်ကြောင်းသိရသည်။ဖန်စီရမိမှုစရင်နိုဝင်ဘာ18ရက်ညပိုင်းစီးနှင်းမှုအတွင်းတရုတ်နိုင်ငံသားကြားဖြန့်တရက်ခံ346ဦးနှင့်ကွန်ပျူတာအလုံး200ကျော်ကိုတင်ဆက်ရမိခဲ့သည့်ဆက်လက်ဆောင်ရွက်မိအခြေအနေ ိုင်ငံတကာမှကြားဖြတ်ဝင်တန်း2000ကျော်ကိုထိုင်းနိုင်ငံဘက်သို့လွှဲပြောင်းပေးအပ်ရန်စီစဉ်နေတော်လဲအချို့သောကြားဖြတ်အဖွဲ့များမှအခြားနေရာများသို့အုပ်စုလိုက်ပြောင်းရွှေ့ထွက်ပြေးနေကြသည်